ဘာစီလိုနာလူငယ်တိုက်စစ်ကစားသမားရှမာကချန်ပီယံလိပြိုင်ပွဲမှာသူတို့အသင်းကပိုဆွဲဖို့ရေပန်းအစားဆုံးဖြစ်နေလို့ပြောကြားခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာဒီရက်ဒီပြိုင်ပွဲဆုံးမှာခြေစွမ်းပြနေပြီးတပွဲလင်ပြက်မြ3-0နှုန်းအထက်သွင်းယူထားတာပါ။ဘာစီလိုနာအသင်းအနေနဲ့ချန်ပီယံလိပြိုင်ပွဲမှာလည်းကွာတာဖိုင်နယ်ကိုတက်ရောက်ထားပြီးဂျာမန်ကလပ်ဒေါ်မွန်တင်းနဲ့တွေ့ဆုံနေပါတယ်။ ချန်ပီယံလိရှုံးထွက်စကြောသင်းအဆင့်ပွဲစဉ်တွေပြီးမှရေပန်းအစားဆုံးလီဗာပူးအသင်းပြိုင်ပွဲကနေထွက်ခွာခဲ့ရတာကြောင့်ဘာစီလိုနာအသင်းကပိုဆွဲဖို့ရေပန်းစားနေရလို့အော့ပတာက ဖော်ပြခဲ့ပါတယ်။အခုရမားကကျွန်တော်တို့အသင်းကချန်ပီယံလိမှာပိုဆွဲဖို့ရေပန်းစားဆုံးပါပဲ။အုပ်စုအဆင့်ပြီးတဲ့အချိန်မှာလီဗာပူးအသင်းကချန်ပီယံလိမှာပိုဆွဲဖို့ရေပန်းစားဆုံးလို့ကျွန်တော်ပြောခဲ့ပူပါတယ်။ဘာလို့လဲဆိုတော့သူတို့ကအုပ်စုအဆင့်မှာနံပါတ်1ရခဲ့လို့ပါ။အခုသူတို့ပြုတ်သွားပြီဆိုတော့ကျွန်တော်တို့ကရေပန်းစားဆုံးမှာလို့ပြောကြခဲ့တာပါ။ ဘာဆိုနာသင်းဟာချန်ပီယံလိပြိုင်ပွဲမှာ2015ရာသီကနောက်ဆုံးကြိမ်ပူဆွဲခဲ့ပြီးဆယ်စုနှစ်တစ်ခုအကြာမှာချန်ပီယံလိဖလားကိုပြန်လည်ရယူဖို့မျှော်လင့်နေကြတယ်လို့သိရပါဗျ။